ပေါင်းတင်ဆက်ဆံရေးဆိုတာနဲ့ပတ်သက်ပြီးတော့မြည်သည့်ပုဂ္ဂိုလ်များကိုပေါင်းတင်တတ်တယ်မြည်သည့်ပုဂ္ဂိုလ်များကိုမပေါင်းတင်နိုင်ဘူးလို့ပညာရှိများကခွဲခြားဆုံးမလေးရှိကြပေါင်းတင်ဆက်ဆံရေးဆိုတာဟာလူတယောက်ကောင်းစားဖို့နဲ့ဆုပ်ယုပ်ပြပြသွားဖို့အတွက် ရာဆိုအထောက်ကူဖြစ်နိုင်တာဖြစ်တယ်။လူဘဝရောက်လာလို့ရှိရင်ပေါင်းသင်းဆက်ဆံရေးကစကြရတာ။ဘယ်သူပဲဖြစ်ဖြစ်လူဘဝရောက်လာလို့ရှိရင်အတိုင်းဝိုင်းတစ်ခုတည်းကိုရောက်လာတာဖြစ်လို့ပေါင်းသင်းဆက်ဆံရေးကနေစတင်ကြရတာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောင်မြတ်ကမင်္ဂလာတုတ်မှာ38ဖြာ မင်္ဂလာ ကြီးပွားရာကြီးပွားကြောင်း အကြောင်းတရားတွေကိုဟောပြောတဲ့အခါအတ္တေဝနာသပန္နာနံပဏိတံလေးသတေဝနာလို့ဒီအချက်ကိုနမတိထားပြီးတော့ဟောပြောတာဟာအလွန်ပဲအထိပ္ပယ်ရှိတယ်။ဘဝတစ်ခုရလာလို့ရှိရင်ပေါင်းတင်ဆက်ဆံရေးကစလာ။လူအတိုင်းဝိုင်းတစ်ခုတည်းကိုရောက်လာခြင်းသာဖြစ်တယ်။မိဘနှစ်ပါးကိုအကြောင်းပြုပြီးတော့လူဖြစ်လာကြတဲ့ပုံကိုယ်တွေဟာ မိဘကခြေစုပြုတယ်ဆိုတဲ့နေရာမှာဣမတ္တလောကတ္တဓတိတာရောဒီလောကကြီးနဲ့တွဲဆုံခွင့်ပြုတယ်လို့မိဘကလောကထဲပို့ပေးလိုက်တာဖြစ်တယ်မိမိကိုလူလောကထဲဆွတ်သွင်းလိုက်တယ်လို့ကံတရားကနေပြီးတော့မိဘရဲ့ဝန်ထဲရောက်အောင်ပို့လွတ်ပေးလိုက်တဲ့အခါမှာ မိဘတွေက လူလောကရောက်တည်ထီအောင်ကျွေးမွေးဆောင်းရှောင်းလိုက်လို့လူအတိုင်းဝိုင်းတစ်ခုတည်းရောက်သွားရောက်သွားတယ်ဆိုတဲ့ကပေါင်းတင်ဆက်ဆံရေးကစတော့တာပဲအဲ့ဒီပေါင်းတင်ဆက်ဆံရေးဆိုတဲ့နေရာမှာနှစ်ခုခွဲခြားမှတ်သားတဲ့နေပေါ့ကံကြမ္မာရဲ့ပို့ဆောင်ပေးမှုကြောင့်ပေါင်းတင်ဆက်ဆံရေး မိမိကိုယ်တိုင်ရွေးချယ်တဲ့ပေါင်းသင်းဆက်ဆံရေးလို့နှမျိုးခွဲခြားမှတ်သားရမှာဖြစ်တယ်။နှစ်ခုစလုံးဟာကောင်းကျိုးချမ်းသာရဖို့နဲ့မကောင်းတဲ့အကျိုးတွေဖြစ်စေဖို့ဆိုတာနှစ်ခုစလုံးကအင်အားရှိကြတယ်။ဒါကြောင့်မို့ပေါင်းသင်းဆက်ဆံရေးဟာဥပနိဒေယပစ္စယောလို့ပုဂ္ဂလောပိဥပနိဒေယပစ္စေနပစ္စယောလို့